လောကကြီးရဘယ်ဒီကဘာကြီးရဒီလိုဖြစ်တည်မှုတွေပဲရှိနေပါတော့မယ်ဓမ္မအာရမဘယ်တော့မှမနိုင်ပါဘူးကျွန်တော်တို့ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီးတွားနေတဲ့နိုင်ငံကြီးကဒီအဲ့တရက်နေမနဲ့မှာစပြီးတော့မရင်းကျင်တာကိုခံနိုင်ရတာပါဒီစီနာလုံးမှာပါပါ။တိုက်ဖက်ပြီးဖြစ်လူပညာရှင်ဆိုရဲ့အချိန်မှဘောဒကားလေးတွေကိုနားထောင်ကြည့်အောင်။ဒီဆိုတာတို့လက်ထဲမှာပဲလေ။တို့ အမျိုးမျိုးဆွဲခြင်းတို့ဆွဲလို့ပုတ်တက်ခြင်းနဲ့ပုံမှဝင်းအောင်တို့တက်နေမှာပဲဆိုတော့ဒါတွေကတော့မေစုနေနဲ့လည်းအများကြီးအတွေ့အကြုံတွေရှိပြီးသားဖြစ်တဲ့အတွက်တော့မေစုကတော့တုံလို့မဖြစ်ပါဘူးကျွန်တော်တို့လည်းမေစုနဲ့အတူတူပဲဒါဒါနမူပဲရှိသေးလာအောင်မှာနောက်ပဲအမှုပေါင်း3600လောက်လာအောင်ပါလေဆိုတော့ဒါကျွန်တော်တို့ကဒီ ူတို့ပြောနေတဲ့ဥပဒေအတိုင်းပဲရင်ဆိုင်သွားမှာပေါ့အမှန်တရားဘက်ကကျွန်တော်ပြည်သူပြည်လုံးရှိနေတာအဲ့ဒါလေကိုတို့တိုင်းပြည်ရဲ့တရားဥပဒေစိုးမိုးရေးဆိုတာအဲ့ဒါပဲကိုတို့တွေမှာကဘာလဲသိနေပါပဲပထမဆွဲတဲ့အမှုကဒီ walkie talkie တွေ့လို့ဆွဲတဲ့ဆိုတာနိုင်ငံတကာလည်းဒါဟိုတကယ်ကိုပဲအာရှုတ်ချနေကြတာလေဆိုတော့ဒါရီရဒီဘက်နိပညာခေကြီးမှာ ကိုရိုးတွေမဟုတ်ပါဘူးတကဘာလုံးကဒါဖြစ်သိမဖြစ်သိအေးဆိုတာအရင်တိတာထင်ရှားလုံးပါတယ် အာကောက်ယူမိလို့မျိုး မဖြစ်ရဘူးစိတ်သက်ခံမှရမယ်အဲ့ဒါဆိုသူကျေနပ်ပြီလို့ပြောပါတယ်အခုလမ်းပေါ်မှာတွေ့တဲ့ပြည်သူတွေအားလုံးကမေစုကျေနပ်မဲ့ပြည်သူတွေမျိုးပါအားလုံးပြည်သူတွေအားလုံးစိတ်သက်ခံမှဆိုတော့ကျွန်တော်တို့ဘန်းနိုင်ရောက်တဲ့အထိလက်တွဲမဖြုတ်တာစစ်စစ်လုံးလုံးချီတက်ကြအောင်ပဲဒီနေ့အချိန်ရဲ့အကောင်းဆုံးတုံ့ပြန်မှုအကောင်းဆုံးအခံမှုက CDM ပါပဲတကယ်လည်းထိရောက်နေတယ်ဆိုတာ လက်တွေ့လည်းသိမြင်နေရတယ်။ပြည်သူဝန်ထမ်းတွေဘက်ကလည်းစိတ်ပန်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအခက်အခဲတွေတကယ်ကိုပဲရုံထွက်ဖို့ခက်ခဲတဲ့အခြေအနေတွေရှိမယ်ဆိုတော့ကျွန်တော်တို့ကိုရှင်းစားလို့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဆိုလိုတာဒီတစ်ပတ်နှစ်ပတ်ကိုမဖြစ်ဖြစ်တဲ့အနေနဲ့ရုံထွက်ပေးပါမယ်။အဲ့ဒါဆိုကျွန်တော်တို့နိုင်တယ်။အခုကျွန်တော်တို့ပြည်သူတွေအားကိုးစရာကိုအချင်းချင်းပဲရှိတယ်။ပြည်သူအချင်းချင်းပဲအားကိုးရမယ်။ပြည်သူအချင်းချင်းပဲ ယုံကြည်လို့ရတယ်ပြည်သူချင်းချင်းပဲကာကွယ်ရမယ်ဒါဟာမင်းစုပြောနေတဲ့စုပေါင်းအင်အားဆိုတာအဲ့ဒါပါပဲဘယ်သူမှခေါင်းဆောင်မဟုတ်ဘူးစုပေါင်းခေါင်းဆောင်မှုနဲ့ကျွန်တော်တို့ခြေတက်နေကြတယ်ဘုရားဆိုကျွန်တော်တို့ခေါင်းဆောင်တွေဖန်ခံထားတယ်ဒါပေမဲ့ပြည်သူတွေဒီနေ့လမ်းပေါ်မှာခြေတက်နေကြတယ်ဒါစုပေါင်းခေါင်းဆောင်မှုနဲ့ခြေတက်နေကြတာပေါ့ပြည်သူတွေရဲ့စုပေါင်းအင်အားနဲ့ကျွန်တော်တို့အောင်နိုင်မယ်လို့ယုံကြည်ပါတယ်ဓမ္မနဲ့အာဓမ္မအာဓမ္မဘယ်တော့မှမနိုင်ပါဘူး ချိန်ကာလတော့ရှိကောင်းရှိမယ်ဒါပေမဲ့အချိန်တန်ဓမ္မဆိုတာနိုင်စမြဲပါဘူးဒီလိုသာအဓမ္မအမြဲတမ်းနိုင်နေမယ်ဆိုရင်အလောကကြီးကဘယ်ဒီကဘာကြီးကဒီလိုဖြစ်တည်မှုတွေပဲရှိနေပါတော့မယ်ဓမ္မအားလုံးမှာပြောမမနိုင်ပါဘူး။ကျွန်တော်တို့ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီးတွားနေတဲ့နိုင်ငံကြီးကဒီအဲ့တရက်နေမနဲ့မှာစပြီးတော့မရင်းကျင်တာကိုခံနိုင်ရတာပါ။ဒါတိုင်းပြည်ကိုမရင်းကျင်တာပါ။ ပြည်သူကိုမတိုင်းတင်တာလားပြီးတော့ကျွန်တော်တို့ကောင်းဆောင်တွေကိုလည်းပြန်ပြီးဆွဲတယ်သူတို့ပြောနေတယ်2008 2008အခြေခံဥပဒေဆိုတာနဲ့ဂိုင်ဂိုင်ပြီးတော့သူတို့အသာစီးယူပြီးတော့လုပ်နေကြတာဒီတစ်ခေါက်ကတော့သူတို့ကိုယ်တိုင်သူတို့ကိုယ်တိုင်ရေးထားတဲ့အဲ့ဒီအပေါင်းမကြတဲ့2008ဥပဒေကိုတော့မလိုက်နိုင်နိုင်မင်းနဲ့ ပြရမယ်ဆိုတာနဲ့အနာသိမ်းသွားတာကိုလုံးဝရှုံးအလဲဘယ်စလို့လဲငါမလို့မှာကခြီးစားခွေရမယ်ရဆော့ဆော့ပြည်သူတွေနော်ပြည်သူတွေလင်းနဲ့ဒါကိုရဲ့ပြည်သူတွေကိုမတရားလုပ်တဲ့အပေါ်မှာပြည်သူတယောက်အနေနဲ့ရင်းချမ်းစွာဆန္ဒပြကြတာပဲလေတာကိုအဲ့လိုမျိုးဝရမ်းထုတ်တာတွေသက်မွန်လို့ဆိုလည်းခုဟိုနာမည်စရင်းတွေထွက်လာကြတယ်လေသက်မွန်လည်းပါတာပဲအဲ့ဒါကြီးကဟိုသဘောမကျဘူးပေါ့နော်ပြည်သူတယောက်အနေနဲ့ကိုရင်းချမ်းစွာဆန္ဒပြတာလေသူတို့ဘာမှတိခိုက်တာလည်းမဟုတ်ဘူးလေ အနေနဲ့ကိုယ့်အကူညီချက်ဆိုဆန္ဒပြတာကိုယ်ဘာလို့အဲ့လိုမျိုးတွေလုပ်တာလဲကိုယ်လည်းမသိဘူးတော့ကိုယ့်အနေနဲ့တော့စန့်ချင်တယ်ဘာမှမကြောက်ပါနဲ့အော်ပြောပါနဲ့အော်ရစရာမရှိပါဘူးအဲ့မှာပြောတယ်မင်းတို့ကစီရီယံလုပ်ပါအော်ပါဘောတဲ့မင်းတို့ဝင်တာမဟုတ်တာကျွန်တော်တို့အကြည့်အဲ့ဝင်နန်းနေပြည်သူတွေအစီအမပြေပြည့်တဲ့ဒီစာမင်းသားတွေငတ်ပြီဟုတ်ပါရဲ့နော်ဟုတ်ပါရဲ့ရုပ်ရှင်တိုင်းလည်းငတ်ပြီဆိုတော့ကဘာလို့လဲပြည်သူမိမိကျွန်တော်ကသမီးစာဝါရီဖွင့်ရတဲ့ကောင်လေးပြည်သူ မပြေပဲသူတို့ဆီဟုတ်တယ်နော်ဟုတ်တယ်အဝင်ထဲနေရစီရီယံလုံးတစ်ခါပဲကျွန်တော်ပြောတာဟုတ်တယ်နော်ဟုတ်ပါတယ်စဉ်းစားကြည့်ပါကျွန်တော်တို့လူမြညာလုပ်ငန်းတွေပွဲတွေမှာတနည်းရှိပြီကျွန်တော်ဗာနေဆာလေပြောင်းစားဘာလို့လဲကျွန်တော်ကမိခွားတာပြီးသူကိုမိခွားတာပြီးသူအစင်မပြေပဲနဲ့ဒီကောင်တွေလမ်းပေးပါဘာမှတော့မကြောက်ဟုတ်ပါရဲ့နော်ဟုတ်ပါပြီအဲ့တော့မင်းတို့ကပြောနေတာပေါ့ကွာတဲ့စီရီဝင်နှမ်းမှမဟုတ်တာဝင်နှမ်းကိုပြန်ပြီးမိခွားတဲ့သူပါကျွန်တော်တို့ကမိခွားတဲ့သူ ဝိညာဉ်တွေအမိခုခံပြည်သူတွေကအဲ့ဒါကြောင့်ပြည်သူအနာဂတ်ကောင်းကောင်းမှာကျွန်တော်လည်းကောင်းမှာဟာကျွန်တော်ရဲ့အနာဂတ်ကိုကျွန်တော်တို့ဒီစိတ်မဝင်စားတိုက်ပြည်အနာဂတ်ကဘူအရေးကြီးရယ်ဟုတ်တယ်နော်အာဒီမှာလူမြညာရှင်နိုင်ငံကျော်တွေကြီးပဲအများကြီးပဲဟုတ်ပါတယ်နော်သူတို့အားလုံးဘယ်လိုပြည်တယ်လဲဘယ်သူ့ဥမမမီတော့ပြည်သူ့ကိုနေရတာအဲ့ဒါပြည်သူစိတ်မချမ်းသာပဲစားမယ်ကျွန်တော်မစားနိုင်အာပြည်သူစိတ်ချမ်းသာစေချင်ပါလေအဲ့ဒီတွင်ကျွန်တော်ကစုပေါင်းပြီးဆောင်ရွက်နေကြဖြစ်ပါတယ်တိယုံကြည်တဲ့စိတ်ပါအားချက်ပဲတိုင် ဘာဖြစ်တာစဉ်းစားနေတယ်မလို့ကျွန်တော်အားလုံးယုံကြည်တဲ့စိတ်ယုံကြည်စိတ်ကပန်းနိုင်တော့ကျော်သွားပြီဟုတ်ပါရဲ့နော်ခီးတော့ကျော်ပြီယုံကြည်ပါနားမယောင်ပါနဲ့ယုံကြည်ပါခီးဆက်သွားပါကျွန်တော်ဒီတေချာဖို့ကျွန်တော်လိုချင်တဲ့ပန်းနိုင်ကိုငြင်းငြင်းချမ်းချမ်းနဲ့ရတယ်သူကြည်စိတ်နဲ့ရှိတော့ကျွန်တော်လည်းထားခဲ့ပြီဘလုံးပြည်သူနာကပိုးရေးချင်တိုက်ပြည်နာကပိုးရေးချင်ဟုတ်ပါရဲ့နော်ကျွန်တော်အဖိုးကြီးဆိုပြီးပြောရပါပြီးတော့ အတိမဲ့ပြုလို့ဒါလေကျွန်တော်တို့ဒီနေရာလေးမှာရောက်ပါပြီဟုတ်ရဲ့နော်အပြည်သူအတိမဲ့ပြုလို့ဘိုးချင်းဆိုပြီးနေတယ်ကိုလူမင်းဆိုပြီးနေတယ်အပြည်သူအတိမဲ့ပြုလို့မဟုတ်လားဟုတ်ပါတယ်ပြည်သူအတိမဲ့မပြုဝဲနဲ့နေရတာသိရှက်စရာကောင်းဟုတ်တယ်ဟောမလေးကြီးကြီးကဖေးစစ်တီးလို့ဟာဆိုလို့ရတယ်နော်မိသားနဲ့သူ့အားပေးပြီးမြောက် ဟာအခုဆိုလည်းအဲ့လိုပဲကျွန်တော်ဆိုလည်းခွဲကိုင်းနဲ့လက်ကုတ်ဒီဝင်ခမရောအောက်ကလက်ကုတ်ဒီကျွန်တော်ပုံကိုရစိတ်ဝင်တော့စနစ်ပဲစိတ်ဝင်စားတာလူမတိုက်ဘူးပုံပဲတိုက်အာနာရှင်စနစ်ကျွန်တော်ကြိုက်ကိုမကြိုက်မကြိုက်လို့လေပြောမိပြန်မလဲနဲ့မကြိုက်ကိုမကြိုက်တာထပ်ပြောမယ်မကြိုက်ဘူးဟုတ်တယ်နော်ဟုတ်တယ်ထပ်ပြောမယ်မကြိုက်ဘူးနောက်တစ်ခါထပ်ပြောမယ်အဲ့ဒါကြိုက်လားမကြိုက်ဘူးအာနာရှင်စနစ်ကြိုက်လားမကြိုက်ဘူးအဲ့ဒါအဖြေပဲဗျာအဲ့ဒါကိုသိရမယ်ဗျာဟုတ်တယ်နော် ခင်ဗျားတို့လည်းလူကျွန်တော်လည်းလူလူလူချင်းကွဲတာတစ်ခုပဲရှိတယ်လူပီသားတဲ့စိတ်နဲ့ကိုချင်းစာတရားအဲ့နှစ်ခုပဲကွာဟုတ်ပါတယ်နော်အာကျွန်တော်ကလူပီသားဆိုရနဲ့ကျွန်တော်ရဲ့ဆန်တော့ငင်းငင်းချမ်းချမ်းပေါ်ထုတ်မယ်ကျွန်တော်လူချင်းနဲ့ပန်းနေအောင်တော့ရမယ်အောင်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီလူပညာရှင်တွေကနော်သူငယ်တွေကိုတိုးတဲ့ပို့ခဲ့တာဝန်ထမ်းတွေရဲ့ဘွားတွေကိုဒီကံလောက်ခိုင်းပြီးတော့ဘွားပြောင်းလောက်ခဲ့ကြတဲ့လူပညာရှင်တွေသူတို့လျှောက်ပဲမဟုတ်ပါဘူးအများကြီးရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်